အယံကိုထူးဆန်းပြီးတော့မှအံ့ဩစရာကောင်းတဲ့တည်င်းတပုတ်ရှိပါတယ်အဲ့ဒါကတချိန်တခါတုန်းကမြန်မာနိုင်ငံမှာအင်မတန်မှတကိုးကြီးခဲ့တဲ့စစ်အာဏာရှင်အဟောင်းဦးတန်းရွှေရဲ့တမတ်ကိုမင်းအောင်နိုင်ကဖမ်းဆီးထောင်ချထားတယ်ထောင်ချတာတော့မှဘလူမျိုးလဲဆိုရင်အင်းစိန်ထောင်မှာတူးရဲတီးတက်တိုက်ပိတ်ထားထားတယ်နော်တချိန်ကမြန်မာနိုင်ငံမှာ တကူအကြီးဆုံးဩဇာအာဏာအကြီးဆုံးတနိုင်ငံလုံးကိုထုံးလို့ကျူရေလိုမှောက်တပြားမှောက်အောင် အုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်ဟောင်းတန်းရွှေရဲ့တမတ်ဆိုရင်မြန်မာတနိုင်ငံလုံးမှာရှိတဲ့စစ်သားတွေအားလုံးစစ်ပူချုပ်တွေအားလုံးကဒီခြေတလုံးဖက်ဒီဒူးထောက်ခရဝတ်ထွားခဲ့ရတဲ့မင်းအောင်လှိုင်ကအခုဦးတန်းရွှေကိုသူကိုယ်တိုင်ပဲ ကပြန်နေပြီးတော့မှဥတန်းရွှေသမတ်တို့တန်းရွှေမိသားစုတစုလုံးကိုပါနေအိမ်အကျယ်ကျုပ်ချပြီးတော့မှတန်းရွှေသမတ်ကိုဖမ်းဆီးထောင်ချထားတယ်အဲ့တော့မင်းအွန်လိုင်းပြောထားတဲ့ဇာတ်အတိုင်းပဲသူမလုံရဲတာဘာမှမရှိဘူးဆိုတဲ့ဟာကိုသူအကောင့်ထဲပေါ်နေပြီပေါ့เนาะအဲ့တော့မင်းအွန်လိုင်းကိုကာကွယ်ရေးစစ်ဦးစီးချုပ်ယာဒူးကိုပေးခဲ့တဲ့စစ်အာဏာရှင်အဟောင်းတစ်ချိန်လုံးကဥတန်းရွှေဆိုတာကသူတို့သူ့ကိုသူဒီမြန်မာနိုင်ငံကိုထူထောင်တဲ့ဘရင်လို့ထင်တယ်အဲ့တော့ ဒီစစ်သက်ထဲမှာပေါ့အရာဓူးကြီးတဲ့လူတွေအကုန်လုံးကဒီတန်းရွှေကိုခေါ်ရင်ဒီဘဖဖျားအတန်းရွှေမိမကိုကြတော့သူတို့ကမမယ်ဖျားလို့အဲ့လိုမျိုးခေါ်ရတယ်တန်းရွှေကသူ့ကိုသူအဒီဘယင်ယူးယူးခဲ့တာပေါ့နော်အဲ့သူဩဇာအာဏာရှိတဲ့အချိန်တုန်းကပေါ့အဲ့တော့တန်းရွှေတမတ်တွေတန်းရွှေသားတွေတန်းရွှေမြီးတွေကိုလည်းအကုန်လုံးကဒီခြေတလုံးဖက်ခွေးလိုမျိုးလေးဘက်ထောက်ပြီးသွားရတယ်အထူးတပြည့်အခုမင်းအောင်လိုင်ကဖမ်းလိုက်တဲ့ဒေါန်တာ နေဆိုးမောင်ဆိုတာတစ်ချိန်တုန်းကမင်းအောင်လှိုင်ကဒီကာကွယ်ရေးဦးစီးချုပ်မဖြစ်ခင်တုန်းကဒေါက်တာနေဆိုးမောင်ရှေ့ကိုရောက်ရင်ဘူဦးတန်းရွှေရဲ့အရှိကိုရောက်ရင်မင်းအောင်လှိုင်ရောမင်းအောင်လှိုင်မိမရောမင်းအောင်လှိုင်သားတွေအကုန်လုံးကခွေးလိုမျိုးလေးဘက်ထောက်ပြီးတော့ဒီတန်းရွှေနဲ့စကားပြောရတာကျွန်တော်တို့ဒီရှေ့ခေတ်ဘရင်တွေကိုမူးမတ်တွေကဒီအခစားဝင်တယ်လို့မျိုးအဲ့လောက်ထိကြောက်ခဲ့ရတဲ့မင်းအောင်လှိုင်ကအခုဆိုရင် တန်းရွှေကိုလည်းပဲနေအိအကျဲကျုံနဲ့ထားထားတယ်။တန်းရွှေကအပြင်ထွက်ချင်ရင်မင်းအွန်လိုင်းစီမှာခွင့်တောင်းရတယ်။အပြင်ကဧည့်သည်တွေတန်းရွှေကိုလာတွေ့ရင်လည်းပဲမင်းအွန်လိုင်းစီမှာခွင့်တောင်းမင်းအွန်လိုင်းခွင့်ပြုမှပေးတွေ့တယ်။ဆိုလိုတဲ့တဘောကသူ့ကိုကာဝေးဦးစည်းချုပ်ယာတုပေးခဲ့တဲ့သူ့ရဲ့ဆရာသခင်ကျေးဇူးရှင်ဖြစ်တဲ့ဗိုလ်ချုပ်တန်းရွှေကိုမင်းအွန်လိုင်းကနေအိအကျဲကျုံချထားတယ်အခုနေပြည်တော်မှာပြီးတော့တခါဒါဗိုလ်ချုပ်တန်းရွှေရဲ့တမန်ဒေါက်တာနေဆိုးမောင်ကသူကဒီ အစွန်းမရောက်ဘူးเนาะပညာလဲတတ်တယ်အလေလက်လမ်းစဉ်လဲရှိတယ်ဒီမိုကရေစီကိုလည်းသူကလေးစားလိုက်နာတယ်ပေါ့လေသူကဆရာဝန်ဆိုတော့လူမတက်ဘူးလူတွေရဲ့အသက်ကိုပဲကယ်ခဲ့တာသူကဒီမိုကရေစီကြောင်းလဲနားလေတယ်သို့တော့သူယုတ်ခမကစစ်အာဏာရှင်ဖြစ်တဲ့အချိန်မှာ သူလည်းပဲဒီအလိုက်တတိနေခဲ့တယ်ပေါ့လေဒါကအဲတောင်းတာနေဆိုးမှာဒါတန့်ရွှေတမတ်အကြောင်းကျွန်တော်တိတယ်လို့ပြောပြတာဆိုလိုချင်တာတောင်းတာက နေဆိုးမောင်ကဒါလူကောင်းလို့ပြောလို့ရတယ်သူကပညာတတ်ဆရာဝန်လူမတတ်ဘူးသူကလူကြီးအသက်ကိုပဲကယ်ခဲ့တာသူလည်းပဲအဲစစ်တပ်ထဲမှာဒါဟိုစစ်စေးပေါ့နော်ဒီစစ်စေးစစ်ဆရာဝန်ထဲမှာသူကသူကလည်းဒီဘူမှုအစ်င့်နဲ့နေခဲ့တဲ့လူပဲအခုတော့ကျွန်တော်မလုပ်ရတာဘာမှမရှိပါဘူးဆိုတော့မင်းအောင်လိုင်ကသူ့ရဲ့ဆရာတခင်ကျေးဇူးရှင်လေးเนาะတစ်ချိန်တုန်းကသူကိုယ်တိုင်ခွေးလိုမျိုးမင်းအောင်လိုင်တို့တမိသားစုလုံးကဒီပူချုပ်တန်းရွှေရဲ့ တမိသားစုလုံးကိုခွေးလိုမျိုးဒါခရဝတ်ထွားနေထိုင်ခဲ့ရတဲ့လူတွေကအခုသူအရင်ကြောက်ရပါတယ်ဆိုတဲ့ဆရာသခင်ကိုတောင်မှဒါတို့နေအိမ်အခြေချုပ်ချတယ်တန်းရွှေတမတ်ကိုလည်းအင်းစိန်ထောင်မှာဖမ်းပြီးထောင်ချထားတယ်။အဲ့တော့မင်းအောင်လိုင်က तू မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့အရာက तू အကုန်လုံးကိုအကောင့်ထဲဖို့နေပြီ။အဲ့တော့မြန်မာနိုင်ငံတော့ဘလောက်ထိအန်ဒီရဲ့ကြီးတလဲဆိုရင်မကြခင်ဒီကြောင်ပိတ်မိနေတဲ့ဒီစစ်ခွေးကြီးမင်းအောင်လိုင်က तू ရထွက်ပေါက်ရဖို့အတွက် ဒီသူဒီအတုအယောင်ရွေးကောက်ပွဲကိုသူမဖြစ်ဖြစ်အောင်လုပ်မယ်လုပ်ပြီးရင်ဒီစစ်တပ်ကိုအခုလက်ရှိအာဏာသိမ်းထားတဲ့တရားမဝင်အကြမ်းဖက်စစ်တပ်ကိုတရားဝင်အစိုးရဖြစ်အောင်သူလှုပ်ဖို့အတွက်သူရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်ဒီဆယ်လပိုင်းဆိုရင်သူနယ်မြေရှင်းလင်းရေးတွေလုပ်မယ်အဲ့ဒီချိန်မှဒီဒီအစိမ့်ငွေဘုံတွေနော်ဘုံတီးတီးတွေဒီဖြတ်အပြင်းတဲ့ဘုံတွေကိုမင်းအောင်နိုင်ငံမကြခင်ထုတ်သုံးလာဖို့ရှိတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပြည်လူလူတွေအားလုံးအထူးဂရုစိုက်ကြပါတတိရှိကြပါနော်သူ့ရဲ့ဆရာသခင်ကျေးဇူးရှင်တွေ ဖြစ်တဲ့လူတွေဟိုတောင်မှသူကနေအိမ်အကျေကျုပ်ချเนาะဖမ်းဆီးထောင်ချပြီးတော့ခုအင်းဆိုင်ထောင်မှာထားထားပြီဆိုတော့မြန်မာပြည်မှာမင်းအောင်လိုင်မယုတ်မှရဲတာဘာမှမရှိဘူးရှေ့ရှက်ရှေ့လျှောက်ကိုမင်းအောင်လိုင်ကတိထက်ပို့ပြီးတော့မှယုတ်မှဖို့ပဲရှိတယ်เนาะအဲ့ဒီတွက်ဒီအကြမ်းဖက်စစ်အာဏာရှင်ကိုကျွန်တော်တို့တော်လှန်နေတဲ့ရဲဘော်တွေအားလုံးတော်လှန်နေတဲ့ PDF တွေအားလုံးကိုလည်းပဲကျွန်တော်တို့ပြည်သူလူထုကနေပြီးတော့မှတတ်နိုင်တယ်လို့ ကိုတက်နိုင်တဲ့ဘက်ကနေပါဝင်ကြပါတော်လန်ကြီးကိုကူညီကြပါအရန်ကိုရေးကြည့်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာဒီအကြမ်းဖက်စစ်အာဏာရှင်ဒီမင်းအောင်လှိုင်နဲ့စစ်ခွေးအုပ်စုတွေဆက်ပြီးတော့ကြီးစိုးနေတဲ့ယူကျွန်တော်တို့ရဲ့နောင်မျိုးဆက်တစ်တိုင်းမျိုးဆက်တစ်တိုင်းအကုန်လုံးကစစ်တပ်ရဲ့ပြိနှိပ်ချုပ်ချယ်မှုတွေနဲ့ရှင်တန်ကြီးပြင်းရပြီးတော့မှကျွန်တော်တို့အမြဲတမ်းကျွံဘွားနဲ့ပဲရှင်တန်နေရမှာဖြစ်ပါတယ်အဲ့တော့နောင်မျိုးဆက်တစ်တိကျွံဘွားကနေလွတ်မြောက်ဖို့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး အေဂျင့်တာယာဖွင့်ဖြိုးဖို့ဆိုရင်ကျွန်တော်ပြည်သူလူထုတွေအားလုံးဒီတော်လှန်ရေးထဲမှာကိုတက်နိုင်တဲ့ဘက်ကနေပူးပေါင်းပါဝင်ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါကျွန်တော်တို့ဒီ2025မှာစစ်အာဏာရှင်စနစ်ကိုအမြင့်ပြောက်အောင်တိုက်ထုတ်ဖို့အရေးကြီးပါလေအားလုံးပဲ fight တယ်